အမေရိကန်ကိုရောက်နေတဲ့မြန်မာနိုင်ငံသားတွေအတွက်အရေးကြီးတဲ့သတင်းနဲ့ဆက်ပါမယ်။အမေရိကန်ကမြန်မာနိုင်ငံသားတွေအတွက်ပေးထားတဲ့ယာယီနေထိုင်ခွင့်အာ TPS အစီအစဉ်ကိုဖျက်သိမ်းတော့မယ်လို့နိုဝင်ဘာလ24ရက်နေ့မှာကြေညာခဲ့ပါတယ်။မြန်မာနိုင်ငံရဲ့အခြေအနေဟာနိုင်ငံသားတွေဒီဘေးကင်းလုံခြုံစွာနဲ့ပြန်သွားလို့ရလာအောင် အုပ်ချုပ်ရေးနဲ့တည်ငြိမ်မှုအပိုင်းမှာ ိတာတဲ့တိုးတက်ပြောင်းလဲမှုတွေရှိလာပြီလို့အကြောင်းပြချက်ပေးထားပါတယ်။အဓိကကတော့စစ်ကော်မရှင်ကလုံမဲ့ဒီလုံဖို့ပေါ့လေစီစဉ်ထားတဲ့ရွေးကောက်ပွဲကိစ္စနောက်ပြီးတော့အရေးပေါ်အခြေအနေအဆုံးသတ်မှုနဲ့အပြစ်ခတ်ရစေးရေးသဘောတူညီမှုတွေကိုအမေရိကန်အစိုးရကတိုးတက်မှုအထောက်ထားအဖြစ်မြင်နေတာပါ။အဲ့ဒီဆုံးဖြတ်ချက်ကြောင့်လက်ရှိ TPS နဲ့နေထိုင်နေတဲ့မြန်မာနိုင်ငံသားအယောက်၄000ကနေ1000လောက်အထိဟာ2026ခုနှစ်ဇန်နဝါရီလ26ရက်နေ့ နေ့မှာနေထိုင်ခွင့်တက်တန်းကုန်ဆုံးတော့မှာ ဖြစ်ပြီးနေရက်ကိုပြန်ပို့ခံရမယ့်အခြေအနေတွေနဲ့ရင်ဆိုင်နေကြပါတယ်။အမေရိကန်သမ္မတဟောင်းဂျိုးဘိုက်ဒန်လက်ထက်မှာယာယီနေထိုင်ခွင့်ကိုမြန်မာနိုင်ငံမှာအာဏာသိမ်းမှုဖြစ်ပြီးမကြခင်2021ခုနှစ်မေလမှာသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။ ပြည်ရင်းလုံခြုံရေးဝန်ကြီးဌာနကဒီအခြေအနေအောက်မှာရှိတဲ့မြန်မာနိုင်ငံသားတွေအနေနဲ့ဒီအမေရိကန်အကောက်ခွန်နဲ့ NASA ကာကွယ်ရေးရဲ့ phone application ကိုအသုံးပြုပြီးတော့ထွက်ခွာဖို့တိုက်တွန်းထားတာပါ အခုတော့အဲ့ဒီယာယီနေထိုင်ခွင့် TPS အစီအစဉ်ကိုဖျက်သိမ်းတော့မှာဖြစ်လို့တရားဝင်အလုပ်လုပ်ခွင့်ကတ်တွေပါဆုံးရှုံးရမယ့်အခြေအနေမျိုးဖြစ်နေပါတယ်အမေရိကန်အစိုးရရဲ့အကြောင်းပြချက်တွေကိုလည်းဝေဖန်တဲ့သူတွေရှိနေပါတယ်လူအခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ ီ Human Right Watch အပါဝင်မြန်မာနိုင်ငံသားတွေကြားမှာလည်းစိုးရိမ်မှုတွေချက်ချင်းဆိုသလိုကိုထွက်ပေါ်လာပါတယ်။ဒါ့အပြင်ကုလသမဂ္ဂနဲ့ဒီအမေရိကန်လွှတ်တော်အမတ်တွေကပါစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုဟန်ပြရွေးကောက်ပွဲအတုအယောင်ရွေးကောက်ပွဲလို့သုံးသပ်ထားချိန်မှာဒီဆုံးဖြတ်ချက်ထွက်ပေါ်လာတာဟာနိုင်ငံရေးအရမေခွန်းထုတ်စရာဖြစ်နေပါတယ်။